ပြည်သူစစ်တွေကကြောက်လို့မဟုတ်ဘူးတိုက်ရဲတယ်ခြာရဲတယ်ဒါမှမဟုတ်ဥစဉ်တို့အဲပြည်သူစစ်တွေတိုက်ရဲတယ်ခြာရဲတယ်ဆိုတဲ့အနာမှာကနိုင်ငံတော်အနေနဲ့ကရိတ်ခါကိုလုံလောက်စွာမပို့နိုင်ဘူးတို့ဘင်္ဂလားဒေ့ရှ်ကရိုဂျာတွေကိုမြန်မာပြည်ပြန်ဖို့ရေးဆိုတဲ့ဘူကိုဘင်္ဂလားဒေ့ရှ်ကဆက်မှတ်ထားတယ်အဲ့တော့ပြောချင်တာကရခိုင်ပြည်နယ်မှာလည်းမွတ်စလင်အတိုင်းအတာရှိရခိုင်ပြည်နယ်မှာမွေးတယ်ရခိုင်ပြည်နယ်မှာကြီးတယ်မွတ်စလင်အတိုင်းပါဒါပေမဲ့လက်ရှိဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလားဒေ့ရှ်ကပြောတဲ့ရိုဂျာဆိုတဲ့လူတွေအားလုံးကမြန်မာနိုင်ငံသားတွေပေါ့ ိုင်းချရမီဘာပီတူညီကိုမော်မမများအားလုံးမမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲချိုးဆွလိုက်ပါတယ်2025ခုနှစ် April 28နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချတရတဲ့တော်လန်တင်ကောများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်내သူစဆုံးကြည့်ရှုပေးကြဖို့မိဘပီတူအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပဟုတိုင်းမင်းလာမျိုးနယ်မှာအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့လို့စစ်သားအလောင်း10လောင်းလက်နက်17လက်နက်ခဲယမ်းတွေတင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်တပ်ကနေပြည်မှာတိုက်လေနဲ့ဇီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပြည်မှာတိုက်ပွဲပြီးမှာစစ်သားအလောင်း၁၀လောင်းလက်နက်ငယ်၁၀လင်းနဲ့60မမလက်နက်တလက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းများစွာရရှိခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။တရင်ကောင်းလေးပဲပေါ့နော်။ဒါကတော့ကျွန်တော်တို့ခုဆိုရင်မေလာမြို့နယ်မှာတော်လိုင်းပူအောင်တဖို့မှုနဲ့နေပြည်မှာစစ်ကောင်စီရဲ့စစ်ကြောင်းလိုက်ကိုမြို့ဖြုတ်နိုင်ခဲ့တာပြည်မှာအနေအဆုံစစ်ခွေးဆယ်ကောင်လောက်တော့မျောစာဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်အစပ်မိုးပြမြို့မှာတိုက်ပွဲပြင်းထန်နေပြီးတော့မှစစ်ကောင်စီကနေပြည်တော်မှာလေကြောင်းပစ်ကိုတုံးနေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။လောလောဆယ်ထိတော့တိုက်ပွဲကစစ်ဖြစ်တုံးပဲမြေပြင်ချစ်လက်ကိုစူးစီးလို့မရသေးဘူးဆိုပြီးတော့မှတောင်ရှိသူတို့ကနေပြည်တော်မှာပြောဆိုထားတာဖြစ်ပါတယ်။အရေးကြီးတွေကတော့ထိသွေးမှုအချို့ပဲအဲ့ဒီမှာလက်နေချင်းနဲ့မြေပြင်ကိုပြစ်နေတာတော့တုံးရင်လောက်ရှိပြီးအပရလ28ရက်နေ့ကလေးကအရသာတဝူးတည်သွားတာရှိတယ်ဆိုပြီးတော့မှ မိုးပြဲမျိုးမှာရှိတဲ့စေရေးတရီမင်းကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ကရင်နီတပေါင်းစုတင်ပေးထားတဲ့မိုးပြဲမျိုးကိုပြန်လည်ထင်ရှားနိုင်ဖို့စစ်ကောင်စီနဲ့ပြီးတော့မှစ조사နေတာဟာဆိုလေးလာကြော်ကြာရှိနေတာဖြစ်ပြီးတော့ခုလိုမျိုးပေါ့နော်။ဆင်ကအလုံးရင်နဲ့ပြန်ပြီးတော့မှစစ်ကြောင်းထိုးနေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်။ဆိုတော့ဒီမိုးပြဲမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်နေနဲ့ထူးခြားကောင်းမွန်တဲ့သတင်းကောင်းတွေကြားမယ်လို့မျှော်လင့်ပါတယ်။ ျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ကျွန်တော်တို့တော်လိုင်းရအားစုတွေကနေပထမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒီမျိုးစာဖြစ်ပြောင်းလဲပြီးပြီးတော့မှတချို့တလေးကိုအရှင်ဖမ်းမိရတဲ့အချိန်မှာစစ်ကောင်စီကနေပြီးတော့မှဒီလိုမျိုးလဲနေချအညာခါတဲ့ပေါ့နော်သူတို့တပ်ဖွဲ့ဝင်တွေပြန်ပြီးတော့ဘုံကျက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုရေဘော်ရှန်လေးနေပြီးတော့မှဒီချာလေးရှင်းပြထားတာပဲဖြစ်ပါတယ်ရေဘော်ရှန်လေးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စက်ကြည့်လဲရအောင်နော်စစ်ရှုံးနေတဲ့ကောင်တွေကအလံပြူထောက်လက်နက်ချဒါကိုအကျမ်းဖက်စစ်ခွေးတက်ကပဲနောက်ကနေပြီးတော့စစ်ရက်ရင်လည်းပဲ ပြစ်တတ်သွားတယ်ဆိုတော့တတိယမှာအဲ့ဒီပြစ်စင်ကရိုးမမှာအကျမ်းဖတ်စစ်ခွေးတက်စစ်ကြောင်းကိုဝင်းရဲ့ပိတ်ဆို့တိုက်ခိုက်တယ်အဲ့ဒီတိုက်ခိုက်မှုမှာကျွန်တော်အကျမ်းဖတ်စစ်ခွေးတော်တော်များများတုံယုံတိဆုံးခဲ့တယ်ပြီးတော့ဒဏ်ရာရတဲ့ကောင်တွေကလည်းတော်တော်လေးများပါတယ်ဆိုတော့ဒီဖြစ်ရက်နဲ့တကယ်မြေပြင်မှာတကယ်ခံလိုက်ရတဲ့ကောင်တွေဟာလမ်းဖြူထောင်းလက်နက်ချအရှုံးပေးပါလေရောဗျာဒါကတကယ်ဖြစ်စဉ်အမှန်ပါဆိုတော့သူတို့ ချင်းချင်းတိုက်ပွဲအတွင်းထဲမှာပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်ပြီးတော့ပြင်းထန်တဲ့ကျွန်တော်တို့ရဲ့ထိုးစစ်တွေကြားထဲမှာသူတို့သေတော့မယ်ဆိုတာကိုလည်းသူတို့လည်းသိတယ်အရှိမသူတို့နဲ့အတူတူထမင်းစားနေတဲ့ကောင်တွေသူတို့နဲ့အတူတူပါလာတဲ့ကောင်တွေကသေတဲ့ကောင်ကသေသေလို့ဖြစ်နေတဲ့ကောင်တွေကဖြစ်နေပြီအော်ဟစ်ညီးတွားငိုဂျိုအကူညီတောင်းမိမယ်လေဘာအကူညီမှမရတဲ့အခြေအနေမှာကျန်တဲ့ကောင်တွေလက်နဲ့ချပြီဟုတ်ပြီအဲ့ဒီလက်နဲ့ချတဲ့ဖြစ်စဉ်ဘကိုးတိုင်းမင်းလာဘကိုးရိုးမအတွင်းထဲကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းမဖက်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်တော်လိုင်းတက်တွေက၂ရက်စတိုက်ချိန်မုံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ပထမအဦးဆုံးကတော့သူတို့ကတော့စစ်ကြောင်းဖိုးတာပေါ့ဗျာရမလားလို့တကယ်တမ်းထိုးခံလိုက်ရတာသူတို့ကိုယ်နိုင်ဖြစ်နေပါတယ်อืมကျွန်တော်မြင်ပါတယ်အရင်တော့ကဒါသတင်းတွေဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့သူတို့စစ်ကြောင်းတွေထိုးလာတယ် ကျွန်တော်တို့ကာဝေးတော့ကာဝေးတပ်ဖွဲ့ဝင်တွေကတခါကြံကြရင်ကျွန်တော်တို့ရှောင်ပေးလိုက်ရတာရှိတယ်တခါကြံကျွန်တော်တို့စုံမှု area စုံမှုနယ်မြေတွေပြီးတော့ကျွန်တော်တို့ scan တွေကိုတော့ကျွန်တော်တို့ဖယ်ပေးလိုက်တာလည်းရှိတယ်အရင်အချိန်ကတော့ကျွန်တော်မြင်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလက်နက်မပြည့်စုံသေးလို့အထရစ်အကြောင်းထိုးလာကျွန်တော်တို့ကြားတဲ့ဂျာဖက်တိုက်ခိုက်မှုတွေနဲ့မိုင်းတွေသွားဆွဲတယ်ပြီးတော့ဂျာဖက်တိုက်ခိုက်မှုရှိတဲ့ကြည်လေးတွေနဲ့ကျွန်တော်တို့တပ်ပြတယ်အခုအချိန်မှာတော့စစ်ကြောင်းထိုးလာတဲ့ကောင်တွေပြန်ပြီးတော့အထိုးခံလိုက်ရတဲ့အခြေအနေရောက်နေပြီဆိုတာကိုလည်းကျွန်တော်မြင်ပါတွေ့ကိုထင်သာအောင်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ အကြံဖက်စစ်ခွေးတက်အများအပြားဟာခွေးတိဝတ်တိတည်ဆုံးသွားတဲ့အခြေအနေမှာစတောင်းတစ်ခုလုံးတက်ပြတ်သွားတာပါတက်ပြတ်သွားတဲ့အချိန်မှာကျန်တဲ့ကောင်တွေဟာအလံဖြူထောင်းလက်နဲ့ချပါတယ်ဆိုတော့လံဖြူထောင်းလက်နဲ့ချတယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကသူတို့ကိုကောင်းမွန်ဆုံးထိန်းသိမ်းဆောင်ရွက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖန်ဆီးရမိတဲ့အခြေအနေတွေကိုလည်းကျွန်တော်မိဘတွေသိရှိပြီးဖြစ်ပါတယ် ဒီမှာရဲဘော်ရှန်လေးပြောထားသလိုပဲဒီကျွန်တော်တို့မင်းလာမျိုးနဲ့ပကူယုံမထဲမှာပါနော်စစ်ကောင်စီကနေပြည်မဆစ်ချောင်းထိုးတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေကနေပြည်မဂျာဖျာတက်ခဲခဲပြည်မဆစ်ခွေးတချို့လည်းအရှင်ဖမ်းမိသွားတာပဲဖြစ်ပါတယ်ဒီအချိန်မှာစစ်ကောင်စီကနေပြည်မလေချောင်းတက်ခဲမှုကိုလုံဆောင်ခဲ့ပြည်မလင်းနေချာညံခံသူအားလုံးပါနော်ပြစ်မှတ်ထားပြည်မဘုံကျက်တက်ခဲမှုတွေလုံဆောင်ခဲ့တယ်လို့ကျွန်တော်ခြေလောင်းတည့်ရတာဖြစ်တယ်ဆိုတော့ဒီလိုမျိုး ကိုချင်းတောင်ပညာတာမှုမရှိဘဲနဲ့တက်ဖြတ်နေတဲ့ဒီစစ်ကောင်စီနေနဲ့ကတော့ပြည်သူတွေပုံမှာဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့နေလနေနဲ့တုံးလာရဲဆိုတာတော့လုံးဝမဆန်းတော့ဘူးလို့ပြောရမှာဖြစ်ပါတယ်။တမိတားစုဝင်တွေအောက်ခြေသက်သားတွေအနေနဲ့အခုခရက်အမြင့်မရပြီတော့မှပြည်သူဘက်ကလည်းမြန်ဆုံးပူပေါင်းတင်နေပြီဆိုတဲ့ကြောင့်လည်းထပ်ပြီးတော့မှဖိတ်ခေါ်လိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေနဲ့ကတော့ကျွန်တော်ခုသလော ီတိုရီကြားထဲမှာလူမေးများနေကြတဲ့ပေါ့နော် UWS ဝါတကနဲ့ပြည်မှာစစ်ကောင်စီကိုဘာကြောင့်အခုချိန်ထိလုံးဝမတိုက်သေးတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြအနေနဲ့သူ့အမျိုးသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ဦးသိမ်းမြဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဝါစစ်ကောင်စီကိုမတိုက်တာဟာတကူကောင်းစန္ဒလားအချောင်းသမားစန္ဒလားလို့မေးစရာရှိပါတယ်အားနာပါတယ်ဒါပေမဲ့ပွန့်ပွန့်လင်းလင်းပြောရရင်နည်းနည်းတော့အချောင်းသမားစန္ဒပါတယ်သူလဲဆက်အနာရှင်စနစ်အောက်ကလွတ်မြောက်ချင်ပါတယ်ဆက်အနာရှင်စနစ်ဘယ်လောက်ဆိုးရဲဆိုတာသူလဲသိပါတယ် ကြိုက်လို့လက်ဆွဲနှုတ်ဆက်နေတာမဟုတ်ပါဘူးတကယ်လို့စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီးတော့ဒီမိုကရေစီရမယ်ဆိုလို့ရှိရင်သူလဲခံစားချင်မှာပါပဲခံစားရပြီဆိုတဲ့အချိန်မှာသူမပါပဲနေမှာမဟုတ်ပါဘူးအားလုံးလွတ်မြောက်မှသာဝါတွေလည်းအမှန်တကယ်လွတ်မြောက်မှာပါဒါကိုသူတို့သိပါတယ်သိပေမဲ့အခုလောလောဆယ်မှာသူတို့ကစင်မော်ကပါ အပြစ်ပိုင်လွတ်မြောက်နေတာမျိုးမဟုတ်သေးပေမဲ့သူတို့ကိုစစ်ကောင်စီကလွယ်လွယ်နဲ့မထီရဲဘူးဆိုတာကိုသူတို့သိနေပါတယ်သူတို့ကိုလာထီရဲလောက်အောင်အထီစစ်ကောင်စီအင်အားပြန်ပြီးတော့တောင်းတင်းလာဖို့ဆိုတာအခုချိန်မှာအိမ်မက်တောင်မက်လို့မရသေးတဲ့အနေထားပါ ဝါကိုတိုက်ဖို့နေနေတာတာသူတို့ဆက်ပြီးတော့အသက်ရှင်တတ်နိုင်ပါမလားဆိုတာတောင်းတော်တော်ကြီးကိုမရေရာတဲ့အနေထားပါအဲ့လိုအခြေအနေမျိုးမှာစစ်ကောင်စီကဝါကိုတွားပြီးတော့လှုပ်နှိုးတာမျိုးမလုပ်ချင်ပါဘူးဒီဒေါ်လာကြီးပေါ်မှာဝါရဲ့ကျေးဇူးမရှိဘူးလားဆိုတော့ရှိပါတယ်သူတို့စီကနေပြီးတော့လက်ထပ်ဝယ်လို့ရပါတယ်ဒါပေမဲ့ဝါတွေဟာတစိတ်တကူကောင်းဆန်လွတ်တယ်လို့တော့လေဝေဖန်ရမှာပါပဲဒါပေမဲ့လည်းသူတို့မှာသူတို့အခက်ခဲနဲ့သူတို့ရှိနေတာကိုလည်းအတိမတ်ပြရမှာပါပဲအားလုံးသိတဲ့အတိုင်း ဝါဟာလဲကိုကန်နဲ့ဘွားတူပါတရုတ်နယ်စပ်မှာနေရတဲ့သူပါဗမာပြည်မှာတရုတ်နယ်ပို့ပြီးတော့ကုလူဆက်ဆံနေရပါတယ်အဆအဆအရာရာတရုတ်ကိုမိကုန်နေရပါတယ်လက်နိုင်အင်အားအခုလိုတောင့်တင်းနေတယ်ဆိုတာကလည်းတရုတ်ရဲ့ကောင်းချီးတော်ပေးမှုကြောင့်ပါတရုတ်ကဘာလို့ဒီလိုကောင်းချီးပေးပြီးတော့မြောက်စားထားတယ်လဲဆိုတာကလည်းအားလုံးသိကြပြီလားပါဂျားခန်နဲ့ဘဖာဆုံ ခုထားတာပါနယ်မြေအရာလဲဂျားခန်နယ်မြေဖြစ်နေပါတယ်ဝါကိုမကြော်နိုင်မနဲ့တရုတ်နယ်မြေကိုထိလို့မရဘူးဆိုတဲ့အနေထားပါနိုင်ငံရေးကလည်းဂျားခန်နယ်မြေပါပဲ တယောက်ကိုထိမယ်ဆိုလို့ရှိရင်ဝါနဲ့ပထမဆုံးရင်ဆိုင်ရမယ်ဆိုတဲ့အနေထားဖြစ်အောင်စီစဉ်ထားတာပါအဲ့တော့ဝါဟာတခြားမဟာမိတ်တွေနဲ့လက်တွဲလိုက်လို့ရှိရင်စစ်ကောင်စီကိုအနိုင်တိုက်နိုင်တာမှန်ပေမဲ့တယောက်ကလိုလားမှကြည်ပြူမှလာအဲ့လိုလုပ်လို့ရနိုင်ပါမယ်တယောက်ကမလိုလားရင်ဘာဖြစ်မလဲဆိုတော့ရှင်းပါတယ်အခုကိုးကံဖြစ်တယ်လို့ဖြစ်မှာပါအဲ့တော့ဝါကလှုပ်ချင်တိုင်းလှုပ်လို့မရပါဘူး ဒီမဟုတ်သိမ်းရတယ်ပြုံးမှာပေါ့နော်တရုတ်နိုင်ငံရဲ့ဟိုအပေါ်မှာဖိအားပေးမှုတွေရှိနေလို့အခုချိန်မတိဒီဝါသားနဲ့စစ်ကောင်စီတို့ကြားမှာတပ်ပွဲဖြစ်ပွားမှုတွေလုံးဝမရှိသေးဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကြားရတာဖြစ်တဲ့အားလုံးလက်တည်ထားတဲ့အတိုင်း MNDA ဆိုရင်လည်းသူတို့ဒီအသက်သွေးချွေးများစွာပေးဆက်ပြီးတော့မှရဲယူထားတဲ့လရှုမျိုးဟာဆိုရင်တော့တရုတ်နိုင်ငံနဲ့စစ်ကောင်စီတပ်တွေတို့မှပူးပေါင်းပြီးတော့မှအခုဆိုရင်ကျွန်တော်လစ်လွဆုံဆောင်ထားတော့လဲအားလုံးကြည့်မယ်ဆိုရင်တော့ဝါသားနေနဲ့အခုလိုမျိုးပဲနောက်ကွယ်အနေနဲ့ပြီးတော့မှတရုတ်ရဲ့ကြောထောင်းနောက်ခံပေးမှုတွေကြောင့် ရက်တင်နေတာပြီးတော့မှသူတို့အနေနဲ့ဒါတော်လိုင်းမှာပိုးသွဲပြီးတော့မှတော်လိုင်းရဆုတွေနဲ့လည်းတွဲလိုက်မယ်ဆိုတော့သူတို့ဖြစ်အောင်ဆိုလဲ MND နဲ့တူသွဲမယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ကြားသိရတာဖြစ်တယ်ပေါ့နော်ဆိုတော့တရုတ်အနေနဲ့ကတော့သူတို့မြန်မာနိုင်ငံရေးမှာတော်တော်လေးကိုထက်ထဲဝင်နေပိုးသွဲပြီးတော့မှဒီအကြံဖက်စစ်ကောင်စီကိုအားပေးပြီးလို့ဆောင်နေတယ်ဆိုတော့လဲကျွန်တော်တွေ့တာမလို့ပြည်သူတရလုံးအနေနဲ့ကတော့ဒီတော်လိုင်းရေးမှာစစ်ကောင်စီကိုအမြန်ဆုံးဖြိုချဖို့လိုနေပြီဆိုတဲ့အကြောင်းကျွန်တော်တွေ့တာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကြော်မြင့်မြင့်နေပြတော့မှကိုဇွဲပါဝင်ဒေါ်လာရေးပြတော့သားတွေကိုဘယ်လိုမျိုးအချောင်ပြောဆိုထားမလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်သူတို့နိုင်နေဆိုတော့ပွဲလေခဏပဲပြီးပြီးရတာပဲနိုင်ရင်သူခဏပြီးရတာအဲ့လိုလုပ်ကြရင်လည်းအခုနောက်ဆုံးအခြေအနေမှဟန်မှန်းသိတော့အခု DGB လေးပြန်သွားတယ် DGB ဆိုတော့နတ်ဆာကနဲ NC ထုတ်ရတဲ့ပွဲပြန်တွေးကြည့်ဘလောက်ခင်ဗျားတို့ဘလောက်မလဲဆန်လဲဆိုတာခဏစဉ်းစားကြည့်တယ်ဒီကောင်တွေမနေ့ကတော့စစ်တပ်ကိုတိုက်တယ်ဒီနေ့တော့ DGB စစ်တပ်နဲ့ NC ထုတ်ရတဲ့ပွဲလို့ပြန်လာပေါင်းတယ်အဲ့ဒါကိုလည်းစစ်တပ်ကလက်ခံပေးရတယ်နော်အဲ့ဒါဘယ်လိုလုပ်ကြမှာခင်ဗျာ ကျန်တာပြောတဲ့ခါတော့ပါလေကိုဇွဲဆိုတာပါလားအဲ့ဒီကောင်လေအဲ့ဒီကောင်လေဒါစစ်သားစစ်သားသားတပီးပဲစစ်တပ်ကကျွေးတဲ့ထမင်းကိုခင်ဗျ11နဲ့ကော်ထုတ်လိုက်ရတယ်အဲ့ဒီကောင်ပြည်နေပြောပါလို့လဲဆိုတော့စစ်တပ်ကိုတော်လာမယ့်ပုံကံမတိုက်မယ်ခိုက်မယ်ဆိုထွက်သွားတယ်သူသူသူ့ဟာသူစူဆောင်းတာသူတနေ့သူစူဆောင်းပေးတယ်လူ5 6ပါခေါ်တော့ဆောင်း5 6ပါခေါ်နေအဲ့လိုသူရတယ်လူငယ်သူစူဆောင်းစားစူဆောင်းပေးတယ်ပြည်နေပြည်နေစူဆောင်းပေးပြီးတော့အဲ့ဒီချိန်မှာစာစာလုံးကပေးသား90လို့ပေးသား100ဆိုပေးရတယ်ဘွေရနိုင်ပေးသား90တရားဆိုပေးရတာပဲဟိုကောင်ဟိုကောင်အစိုးရပေးသား90တရားဆိုပေးရတာပဲကေအကုန်လုံးတက်ပေါင်းဆိုတာဝိုင်းတောင်းတောင်းနေအောင်သူပေးရသူ့မှာလည်းဘာမှမကြောက်အဲ့လိုနဲ့ပေးရတော့အဲ့ကောင်က ကိုယ့်ဗမာတွေကိုရောင်းစားတယ်လူအဲ့အဲ့အဖွဲ့တွေဆိုပြန်ရောင်းစားတယ်အဲ့အဲ့ဟိုဟာဟောအဲ့ကောင်ပြီးလည်းပြခုကြတော့ तू မလုပ်လဲ तू လက် DKB နဲ့သွားပေါင်းတာပဲဟောအဲ့တော့ DKB ကစစ်တပ်နဲ့ NC ထိုးထားပါတယ်ဆိုတဲ့ဖွဲ့စည်းအဲ့ဒီဖွဲ့စည်းထဲမှာပဲအဲ့ဒီခုနစစ်တပ်ကိုတော်လိုင်းပုံကပါသူစိုးစိုးအုပ်စုကတော့ပြန်ပေါင်းတယ်ခင်ဗျားတို့တန်ဆန်းကြည့်တာလက်တွေကြလာမကြလာတို့တို့လုပ်နေရတယ်အဲ့တော့ဒါလက် DKB ကပေါင်းခံတာပဲပေါင်းခံတယ်လာပေါင်းခံတယ်ဘာလို့ तू သူ့ကရင်ဟိုဗျသူ့ကရင်ဆိုလာပေါင်းပေါ့ကရင်ဆိုလာပေါင်းလက်ခံတယ်ဟောအခုအဲ့ကောင်ကလည်းညီညာဆွေးနွေးပါတက်ခိုင်းဘူးလားနောက်ကြရင်စဉ်းစားကြည့်တာ တခါတခါကြရင်ခင်ဗျသိရေဖို့ကောင်းတယ်ဆိုတော့ဗလားဆိုတော့မနေ့ကတည်းကသူကစက်တက်ကိုတော်လိုက်မယ်ဆက်အာနာရှင်ဒီနေ့လည်းကြာဆက်အာနာရှင်နဲ့အစီထိုးရတဲ့ကောင်နဲ့တူတူသွားပြန်မယ်ဆိုတော့ဒူတူပဲဆိုတော့ခင်ဗျအဲ့တော့ PDF တည်းကပါသေးပေးရတယ်အလကားသွားသေးပေးနေရတာဟုတ်မလားရမလားလို့လုံးကြည့်တယ်မရဘူးအခုစာလုံးကဘာကြီးလုတ်ခဲ့လဲဆိုတော့မေးကောဆိုစာလုံးကဒါတော့ကျော်မင်းမြတ်နဲ့ပြီတော့မှကျတို့ကိုဆက်ပါဝင်တော်လိုင်းပြီတော့သားရရနဲ့ပြီတော့မှစက်ကောင်စီနဲ့ငင်းချိုင်းရေးယူထားတယ်ပေါ့နော် DKBA နဲ့ပူးပေါင်းသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်အရင်ကတည်းကကိုဆက်ကနေပြီတော့မှ သူကနေပြတော့မှဒီ NUG MO တွေလဲကောင်းနေပြတော့မှ note ထွက်တာမှပြင်မဲ့ဒီ KBA နဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်သွားတာမဟုတ်ဘဲနဲ့တကယ်တမ်းကျတော့ကျတို့ပြည်သူတွေချင်းမြတ်လို့တဲ့ဒီ Federal Democracy မရမချင်းသူတို့အနေနဲ့အဆုံးစွန်ဒီတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့မှပြောဆိုထားတာမလို့ဒီပုံမှန်ရက်ကွက်အနေနဲ့ကတော့အခုချိန်ထိကျတို့ပြည်သူတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကြားထဲမှာတွေ့ခွဲဖို့စေဝန်ကွက်မှုတွေရှိအောင်လှုပ်ဆောင်နေတယ်ဆိုတော့လည်းတွေ့ရတာပဲဖြစ်ပါတယ်ဒီကြော်မင်းမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင့်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်တောင်းဆိုပါတယ် ောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့ပြောင်းကြနေပြီးတော့မှထဝယ်မှာစစ်ကောင်စီရဲ့စစ်စခန်းတစ်ခု KNL နဲ့ KN New ပူပေါင်းတပ်တွေရနေပြီးတော့မှအပြေးသိမ့်ပိုက်သွားပြီးစပရမဝန်ခံပြောကြားထားတဲ့ဟာလေကျွန်တော်တစ်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်တဝယ်ပေါ့နော်တဝယ်နည်းပညာတက္ကသိုလ်နဲ့မှလန်းမကန်းနေရမှာနော်ကာကင်းစခန်းရှိတယ်အဲ့ဒီကာကင်းနာမည်ကမောင်မရှောင်ကာကင်းတဲ့အဲ့ဒီကာကင်းကကျွန်တော်တို့ဒီမြို့နယ်ဆိုလို့ရှိရင်တဝယ်မြို့နယ်ဆိုလို့ရှိရင်လည်းဘယ်လောက်ရှိမလဲဆိုရင်ကျွန်တော်တို့မီတာ100ပတ်ဝန်းကျင်လောက်ရှိမယ်နော် ဟိုဘက်ဒီနိမညာတက်ကုန်လဲဆိုလို့ရှိရင်လည်းတိတ်မလားမကမ်းပါရှိတယ်အဲ့တော့အဲ့စခန်းကိုတိုက်တယ်နော်မနေ့ကတိုက်တာမနေ့ကမနက်ခင်းကနေစပြီးတော့တိုက်နေတာအဲ့တော့တိုက်တယ်တိုက်တဲ့ခါမှာအင်အားလားသူတို့ကဘယ်လောက်ရှိလဲအင်အား200လောက်ရှိတယ်အဲသဘုံစစ်သေးကြတယ်အင်အား200လောက်ရှိတယ်အဲ့တော့တိုက်တဲ့ခါမှာအမ်တက်ကလည်းအဲ့ဒီကာကင်းစခန်းကလည်းအခုညတောင်းပါလေအာကျွန်တော်စစ်ကူပေးပါဆိုပြီးအခုညတောင်းတယ်စစ်ကူလုံးဝလုံးဝမလာဘူးဘလို့မှဘလို့မှစစ်ကူမလာဘူးအဲ့တော့လေချောင်းပြစ်ကူလာပါဆိုလေချောင်းပြစ်ကူလာတယ် လေချောင်းပစ်ကိုလာပြီးတော့ပစ်တယ်ပစ်တဲ့ခါမှာမားမမထိရောက်တဲ့ပြင်ကိုသူတို့ပြောတဲ့နေရာကြီးပစ်တာမို့သူတို့ပစ်ချင်တဲ့နေရာကြီးပစ်သွားတယ်အဲ့ကြောင့်ဘယ်နေရာကိုပစ်သွားလဲဆိုတဲ့ခါကျတော့နော်အာဇဟာယွာကိုဇဟာယွာနားမှာတလုံးပစ်သွားတယ်နော်အဲ့တော့ဒါကဒီဒီဘယ်လိုကမဲဆိုတော့သတင်းဆိုရဲဆိုတော့ကျွန်တော်တို့ကစစ်သတင်းကိုကျွန်တော်တို့ကဟိုဘယ်လိုကမဲသိချင်တဲ့အတွက်ကြောင့်မလို့တဝဲနဲ့ပတ်သက်တဲ့ဒီ share မှုတွေအားလုံးမှာသာကြည့်တဲ့ခါမှာတဝဲသားတွေကပြောတာပါနော်ဇဟာယွာနားမှာဒီနေ့မနက်ပဲချိန်မှာပစ်သွားတယ်ဆိုတော့သူတို့ပြောတယ်အဲ့တော့စစ်ဒီဒီကြောင့်ပစ်ကိုတောင်းတာကဘယ်လိုကမဲဆိုတော့မောင်းမရှာနော် မမရှောင်စခန်းကတောင်းတယ်။အတောင်းတဲ့ခါကျွန်တော်ဆိုချင်တာကအပစ်ချင်တဲ့နေရာမှာပြစ်သွားတယ်။ကျွန်တော်ချိတ်ဆက်ချိတ်ဆက်မှုတွေပေါ့နော်။ချိတ်ဆက်မှုတွေကျွန်တော်ချိတ်ဆက်ကြည့်တဲ့ခါမှာလေချောင်းပြစ်ပြီးတော့လာပါတယ်။ဒါမဲ့မပြစ်သွား။အဲ့တော့ဘယ်အချိန်မှာကျသွားလဲဆိုတဲ့ခါကျတော့ညနေလောက်တဲ့ခါကျတော့အိုက်စခန်းကလုံးဝလုံးဝကျသွားတယ်။ကျသွားတဲ့အချိန်ကိုအဲ့ဒီမှာရှိနေတဲ့အရာရှိ၄ယောက်လောက်အရှင်ဖမ်းမိတယ်လို့နော်။ဖမ်းခံရတယ်လို့ကျွန်တော်ကြားသိရတယ်။အဲနောက်ထပ်ဘယ်လောက်ထိကျလဲဆိုရှင်တော့အဲပါစာလေးတွေပေါ့နော်။ပါစာလေးတွေကိုဘကအကြဆုံးနေကြဆုံးများတယ်လို့ကြားသိရတယ်။အဲ့တော့ အဲ့နဲ့ပတ်သက်ပြီးတော့ဒီသတင်းကိုဟိုတက်အတိုင်းဝိုင်းကမရှိပါဘူးမရှိပါဘူးဆိုဇုံခံငင်းတော်တွတ်တွေ့ရတယ်နော်အဲ့ဒါမဲ့ကျွန်တော်သိရှိထားတဲ့သတင်းကျွန်တော်ရဲ့စီရေးခိုင်မာတဲ့သတင်းတွေကျွန်တော်လေ့လာရရှိတဲ့သတင်းတွေအချက်အလက်တွေဒေတာသတင်းတွေအားလုံးစုစမ်းစုစည်းလိုက်ပြီးဟဲ့ဆိုရှင်တော့ theoretically ကတော့လုံးဝဒီနေရာမှာတိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ပြောတဲ့သတင်းကတော့မှန်ကန်တယ်ပေါ့နော်ခဲဒီမှာပြောင်းကြရနေပြီတော့ပါနော်မော်မေရှောင်းစစ်စကားဆိုရင်တော့ကျွန်တော်တို့တော်လိုင်းရရဆိုရတဲ့နေပြီတော့မှာတိုက်ပွဲရရှိသွားတယ်ဆိုပြီးတော့ ဒီတမိတာစုအနေနဲ့ပြင်ရင်းပြီးတော့မှဝန်ခံပြောကြားသွားတာပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့တောင်ပိုင်းတိုင်းမှာဆိုတော့ဒီလိုမျိုးချွေစစ်စနစ်နဲ့စစ်ကောင်စီရဲ့စစ်ကောင်တွေတခုပြီးတခုတင်ပိုက်လာတာဖြစ်ပြီးတော့မှချခင်မှာတော့ညိုသိမ့်တိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတော့ပေါ့နော်တွေ့နေရတာဖြစ်တယ်အနည်းဆက်ဆုံးပြောရမယ်ဆိုတော့ကိုကရီမျိုးကိုကျွန်တော်တို့ကနေပြီးတော့မှအခုဆိုရင်အလုံးစုံထိန်းချုပ်နိုင်ဖို့ဝမ်ဝမ်ပစ်စုထားပြီးပြီမလို့မချခင်မှာတော့ကျွန်တော်တို့မြို့ပပီသူတွေကြားချင်နေတဲ့တရင်ကောင်းတွေကြားဖို့ရှိတယ်ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှပြောလိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ့ကရုံးရနေပြီးတော့မှအခုချိန်ထိပြူရတွေကဒီလက်နေရိတ်ခါတွေဘာမှကိုမထောက်ပံ့မှုမရသေးလို့နာမခတိုင်းမှုကိုဘယ်လိုမျိုးတဲဖြုတ်ထားလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်သခိုင်းတိုင်းနဲ့ဆက်ပြောလက်စားနဲ့ဆက်ပြောမယ်ဦးစင်းတို့ဒီပေါ့မျိုးနယ်မှာဆိုသခိုင်းတိုင်းမှုကြီးခင်ဗျနောက်တခါကြီးနဲ့ဦးစင်းနဲ့လက်ဖောပြောတယ်တခါကြီးရဲ့ဖောရှင်မှုရဲ့တခါကြီးရဲ့အညာရာပြီးတော့သာပြောတယ်သခိုင်းပြောရဲ့နဲ့ဆက်ပုံမှန်လေးလေးရှိတာရဲ့တကယ်လေးစားပါတယ်တခါကြီးလည်းလုတ်တင် လုတ်တိုက်ထားလေးလုတ်တယ်ဆိုတာလည်းဦးစင်းသိပါတယ်နော်အဲလူကတော့ဒါကတော့တခါကြီးလည်းဆက်ကြဝယ်နေမဟုတ်တဲ့အတွက်ကြောင့် ဒဂါကြီးလည်းပြည့်စုံတယ်လို့တော့ရှိမှာမဟုတ်လူတိုင်းကတော့အမားနဲ့ကင်းကြမှာမဟုတ်ပါဘူးလေနော်လူတိုင်းနဲ့အမားနဲ့ပုထုဇဉ်လူလားမှန်တယ်များအမားနဲ့မကေဘောက်ကူတော့မှလည်းအမားတွေအများကြီးပါပဲအဲ့တော့ဥစဉ်ပြောချင်တာဥစဉ်တို့ပေါင်းမြုံနေဟုတ်ပြီပြည်သူစစ်တွေကကြောက်လို့မဟုတ်ဘူးတိုက်ရဲတယ်ခြာရဲတယ်ဒါမှမဟုတ်ဥစဉ်တို့အဲ့ပြည်သူစစ်တွေတိုက်ရဲတယ်ခြာရဲတယ်ဆိုတဲ့အနာမှာဒဂါနိုင်ငံတော်အနေနဲ့ကရိတ်ခါကိုလုံလောက်စွာမပို့နိုင်ဘူးမထောက်ပံ့နိုင်ဘူးပြည်သူစစ်ရွာတိုင်းမှာစစ်သားရှိတယ်ရဲရှိတယ်အခုခင်ဗျဒီလိုကွင်းတို့တက်ကုန်းတို့ တချို့ကုန်းတို့ပင်တော်တို့ဓာကြီးပင်တို့ဇီးပြားတို့ထားမကြခင်မှာမိုးရင်းကာလရောက်တော့မယ်အဲသူတို့တွေစားဖို့တောက်ဖို့သူတို့တွေစံစီစားရိတ်ခါကိုဘလို့ပို့မလဲမင်းတို့ဘလို့လုတ်ပေးမလဲလေရင်နဲ့ခြားလောက်မထိရောက်ဘူးအဲ့တော့ဘလို့ပို့ဆောင်ပေးမလဲဘလို့ရိတ်ခါတွေဘလို့လုတ်ပေးမလဲအဖေါ်တော့ခုဆိုရင်သူရဲ့ဒီပေါ်မျိုးနဲ့တဝိုင်းမှာပေါ့နော်ပြူစရိတွေကတော်တော်လေးငပ်ပြက်နေပြီဆိုတော့လည်းပြောဆိုထားပြတော့မှာအဓိကတော့ စာစီစာမရရှိမှုတော်တော်လေးကိုကြာနေပြီဆိုတဲ့အကြောင်းလည်းသူတို့အရင်ကတည်းကပြောဆိုထားတာတွေလည်းရှိတာဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပြူစောနေတယ်ကျွန်တော်တို့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေထံမှာအညာခံပြီးတော့မှအလေးဝင်ချက်ဖို့ပြောဆိုနေတဲ့အချိန်မှာဒီလိုမျိုးဆက်ပြီးတော့မှပေါ့နော်မယူရဆန်နဲ့ကြားတဲ့အိုးစုတွေရှိတယ်ဆိုတော့လည်းတွေ့ရပြီးတော့မှအဲ့ဒီကောင်တွေရဲ့နေကုန်းချိုးကတော့ငါပြက်ပြီးတော့မှတည်မယ်ဆိုတော့ကျွန်တော်ခုဆိုပြောလို့ရနေတာဖြစ်ပါတယ်နမခတိုင်းမို့ပါဝင်ကျန်တဲ့စစ်ကောင်စီရရှိရတဲ့နေပြီးတော့မှလုံးဝဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုဒီပေါက်ကုံကနေပြီးတော့မှပေါ့နော် ေချာလေးကိုဝန်ခံပြောဆိုသွားတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ပုသူမနဲ့ပြည်မအခုဆိုရင်ကျွန်တော်တို့တော်လိုင်းပြည်တော်သားတွေကိုအားချုံပြောဆိုမိလို့ဒီချက်ပေါက်မှခေါ်တီးခိုင်းရမယ်ဆိုတဲ့အဖြစ်မျိုးပေါ့နော်တော်တော်လေးကိုကြောက်နေတဲ့ဆိုတဲ့အကြောင်းကိုပြောချထားတဲ့ဟာလေးကျွန်တော်တို့စပီရမချစ်လဲရအောင်နော်ချက်ပေါက်မှခေါ်တီးအောင်မယ်ဆိုတဲ့စကားအနေအထားမှာကြားနေရတယ်။ကျမပို့အောင်မှာဆိုလို့ရှိရင်အဲ့လို comment တွေတက်စီနေတာပဲ။နေယူလေတဲ့ကိုနားထောင်ကြည့်တယ်ကမိမဆုံးမဖာမဆုံးမသားသမီးတွေနဲ့အရင်အတိတ်တာ ်ဒါတော့မှတချို့ကအထုံလေးအကုန်လေးတက်ပြီးပြောတယ်ဘောမာတွေကိုစစ်နင်တို့စစ်ဘောမာတွေကိုချဲပေါက်မှခေါ်တည်အောင်မယ်တဲ့ဘောမာရဲ့ဒူရင်တော်မှဒူကစစ်ဘောတဘောတွေကိုယူနေကြမှာလားသစ္စာရှိတယ်နင်တို့လေးမျိုးမျိုးတဘုံတကာဘောကိုအလှဲ့ကြမှာအနေနဲ့ရောင်းစောဘောမာတွေမဟုတ်ဘူးတန်းလာမင်းကြီးနဲ့နော်အားကြောင့်မို့လို့ချဲပေါက်မှခေါ်တည်စရာလည်းမလိုဘူးတီးချင်ရင်အညာလူပိုင်းကိုပါတီးအညာလူပိုင်းကိုတက်မတော်ကပြာလီဆွပေးလိုက်လို့ CDMBD ရဲ့ဖက်နှက်စီးတဲ့ချက်တွေဈေးခွဲပြတ်ပြီးထမင်းငတ်နေရပြီနော်ဆိုတော့ဖိတ်ချင်းဖိတ်ကိုယ့်ရဲ့ထဲကိုဖိတ်ဒီမဲ့ဒီကိုယ်ချင်းရဲ့ပြန်တီးနော်ခင်ဗျားတို့လည်းဆန္ဒပြဝ CDMBD ရဲ့အကြူပန်းကဖက်နှက်စီးတဲ့ချက်တွေလည်းပဲရိတ်ခါရနှောင်းတစ်ဖက်အကျိုးရှိတယ်နော်ဆိုတော့ကြောက်နေတာနော်ဈေးပေါင်းမှတီးကျင်တယ်ဆိုရင်လည်းအညာလူပိုင်းကိုသွားတီးကြဟုတ်ပြီလားနောက်တစ်ခုလူပြောများဆုံးနဲ့ကျွန်မပို့အောင်ပါအများဆုံးတွေ့ရတဲ့ comment တစ်ခုကျွန်မက ရှေ့ရတုန်းကဒေါ်လှကျော်ကျော်လှကျော်ကျော်အမလေးဒီဘောပြောင်းပါပြီပေါ့နော်ဒီလှကျော်ကျော်တို့ဓောမီမီဝင်းပတ်တို့ဥတန်ဆိုးနိုင်တို့အကြီးမြင့်တို့အသက်ကြီးပြီးအချိန်မရှိရတို့တို့ကျွန်မဆုံးမလိုက်တဲ့ခါကျတော့ဒီလူတွေရဲ့ထမင်ယုံချုံပြီးဘောကိုမနေတဲ့အမေဘုံချုံဘောမကြီးကကျွန်မကိုလာပြီးဟောင်းကြတယ်။ဒီနေ့ကတစိမ့်ရှိရင်စိန်ခေါ်ရပြောရအောင်နေဘလောက်စာတက်လို့လဲအမေ ကျမရှိရတဲ့တုန်းကဆိုလို့ရှိရင်ကျမဒီဘိတ်တနိုးမျိုးဟောင်းမှာတို့ပေါ်ရရှိတယ်မိသွေးခင်ချောင်းကိုပြောတယ်နော်ဒါဆက်ဆက်ပြီးတော့ဗာနဲ့ပြောလဲဆိုတော့ဒီအင်္ဂလိပ်ရင်ဘေးမှာတမရကလည်းဥခဲကျိုးတွေတည်တာကိုပြီးဖြက်မိတာတွေကဝါသားဖြန့်ပြီးတော့ပြီးဖြက်တွေကဟာစစ်တပ်ကငလင်ဘေးမှာဥခဲကျိုးတွေတည်ပြီးဓာတ်ပုံရိုက်ခံနေတယ်လို့စစ်တပ်မုန်းကြီးပြောတဲ့အတွက်ဥခဲကျိုးမဟုတ်ဘူးမိသွေးခဲတို့အိုးချမ်းပဲလို့ဖြစ်နေတယ်ဆိုရင်တော့ရှီအောင်ရင်ချင်းမှုအမွေနဲ့ကတမိုးရှိတယ်တမိုးထားရမယ်ဆိုတဲ့အကြောင်းကျွန်မပြောတယ်ပြောတဲ့အခါကျတော့ကျွန်မအောက်မှာလာပြီးတော့လောင်ကြဟောင်ကြတယ်အဲ့ဒီ comment တွေအများဆုံးတွေ့ရတယ် ကဲဒီပူတူမာတော့တော်တော်လေးကိုကြောက်နေပြီနော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှဟိုးဆွန်ပြောနေတဲ့အလို့တိတ်တိတ်ပြနေတာမို့လို့ဒီချဲပေါက်လို့ခေါ်တိခိုင်မယ်ဆိုတော့ပူတူမာတော့နားကားမယ်ဆိုတာလည်းကျွန်တော်တို့တိတ်ချပေါက်ပြောလို့ရတာဖြစ်တယ်အခုဆိုရင်တော်လိုင်းပြီးတော့တားတွေကိုဒီစစ်ကောင်စီတဖို့ဝင်နေရတယ်ပြီးတော့မှဆွရှုံးနေတဲ့အချိန်မှာတော့မှပူတူမာနေပြီးတော့မှအချောင်ပြောဆိုနေတော့မှဖြစ်ပြီးတော့မှသူတို့ဘာရဲ့လို့ယူကင်ပုံတွေနဲ့ပတ်သက်ပြီးတော့မှလည်းဝေဖန်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်တယ်လာရှုမျိုးတော့မှတရုတ်နိုင်ငံရဲ့ခွင့်ကြီးနဲ့ရယူထားတဲ့စစ်ကောင်စီအနေနဲ့ကတော့ဒီလိုမျိုးအောက်တန်းစားပေါ့နော် ဒီဘောမဘောဆိုးတွေရဲ့ပြောစကားတွေကိုနားယောင်ပြီးတော့မှသူတို့ပြောတဲ့အတိုင်းလက်လို့နေဦးမယ်ဆိုတော့ဒီစကောင်စီရဲ့ကြာဆုံးခန်းကိုတော့ကျွန်တော်မချခင်မှာပဲမြင်ရမယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့မှပြောလို့ပါတယ်။နောက်ဆုံးဗီဒီယိုတပုတ်နေတဲ့ကတော့ကိုစီရနေပြီးတော့မှကျွန်တော်တို့ဒီနေ့မှတွေ့ရတဲ့အတိုင်းပဲဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့မှတရုတ်နိုင်ငံစီမှာရခိုင်ပြည်မှာဒီရိုဝင်ဂျာနိုင်ငံ state တခုဒီအဆောက်ပေးဖို့အတွက်တောင်းဆိုလိုက်တဲ့ပုံမှာကိုစီရနေပြီးတော့မှတေချာလို့ပြန်ပြီးတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ရက်သူတို့ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေကိုမြန်မာပြည်ပြန်ဖို့ရေးဆိုတဲ့ဘူကိုဘင်္ဂလားဒေ့ရှ်ကဆောက်နိုင်ထားတယ်။အဲ့တော့ပြောချင်တာကရခိုင်ပြည်နယ်မှာလည်းမွတ်စလင်အတိုင်းဝန်းရှိရခိုင်ပြည်နယ်မှာမွေးတယ်ရခိုင်ပြည်နယ်မှာကြီးတယ်မွတ်စလင်အတိုင်းဝန်းဒါပေမဲ့လက်ရှိဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလားဒေ့ရှ်ကပြောတဲ့ရိုဟင်ဂျာဆိုတဲ့လူတွေအားလုံးကမြန်မာနိုင်ငံသားတွေပေါ့နော်ဒါကိုဒီပြဿနာဘယ်ကစလဲဆိုတော့နော် white tag ခင်ကြီးဆိုတဲ့မေလိုရွတ်စတာဟင်းခင်ကြီးဆိုတဲ့ကောင်တိတ်ဆိတ်အစိုးရမတက်ခင်မှာမင်းတို့ကို white tag တွေထုတ်ပေးမယ် နော်ငါတို့ပါတီကိုမဲတဲ့မင်းတို့ကိုငါတို့ဝင်ပြမယ်ဆိုပြီးတော့အဲ့ဒီခိုးဝင်ကျူးတော့ပြီးတော့နေထိုင်တဲ့အကောင့်တွေကိုဘင်္ဂလားဒေ့ရဲ့အကောင့်တွေကိုအကောင့်လုံးကိုနော်အစီစစ်အတီးပြူချက်မရှိဘမမွေးလို့ဘမကြီးတို့ဘမဘဲရအောင်မန်းနမတိရဲ့အကောင့်တွေဆက်အကောင့်လုံးကိုဝိုက်တက်ထုတ်ပေးလိုက်တယ်အခုပြက်တနာတက်ကောတက်ကောခိုးကောင်တွေကအဲ့ဒီဝိုက်တက်တွေကင်ပြီးတော့ငါတို့ကမြန်မာနိုင်ငံသားတွေဆိုပြီးပြက်တနာရှာတာအဲ့တော့ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာဒေါ်အောင်ဆန်းစုကြည်ဘာပြောလိုက်လဲထောက်ကွာ80နှစ်နိုင်ငံသားပြစ်မှုဥပဒေဆိုတာရှိတယ်နော်နိုင်ငံတိုင်းမှာနိုင်ငံသားပြစ်ခွင့်ဥပဒေဆိုတာရှိတယ်အဲ့ဒီဥပဒေနဲ့ကိုက်ညီတဲ့လူပန်းတွေအကောင့်လက်ခံပေးမယ်ဒါကြောင့်မလို့စာပင်ကြောင်းဆောက်တယ်ဆေးရုံဆောက်တယ် နော်အစိုးရတရားဆောက်ရှမှုပြည့်အောင်ကိုယ့်ဘက်ကအရင်လုပ်ပြထားတယ်ဝင်လာလားဘယ်နှကောင်ဒါကိုဆောက်ရှမရှိဘဲနဲ့ဘလို့အမှိုင်းလိုက်တယ်ဟမ်ဘောမတွေကတောင်ဆန်းစုကြည်ရမဲနဲ့အမှပင်ကလီဒီအတွက်နော်မွတ်စလင်တွေအတွက်ရိုဂျာတွေအတွက်စာပင်ချောင်းတွေဆောက်ပေးတယ်ဆေးရုံတွေဆောက်ပေးတယ်ဆိုပြီးတော့မှိုင်းလိုက်တယ်တကယ်အောက်တန်းစားအယုတ်တမှာမင်းတို့ကတိုင်းမျိုးရောင်းစားတဲ့ကောင်မျိုးတွေတောင်ဆန်းပြည်တို့ပြောတာရှင်းရှင်းလေးလက်မခံဘူးလည်းမပြောဘူးလက်ခံတယ်လည်းမပြောဘူးနိုင်ငံတိုင်းမှာနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ဥပဒေဆိုတာရှိတယ်။မြန်မာပြည်မှာလည်း1980နဲ့နိုင်ငံသားဖြစ်ခွင့်ဥပဒေရှိတယ်။ အဲ့ဒီဥပဒေနဲ့ကိုက်နေတဲ့လုပ်ငန်းများကိုလက်ခံပေးမယ်လက်ခံလေမင်းတို့မကိုက်နေဘူးမင်းတို့ဘယ်ကမွေးတာလဲဗမာကြီးကအေးမြန်မာပြည်ကမွေးတာလဲထောက်ထားရှိတယ်ကြီးလာခဲ့လားမင်းတို့လက်ခံပေးမယ်ဗမာမြန်မာစကားလည်းမတတ်ဘူးနော်ရခိုင်စကားလည်းမတတ်ဘူးပြောနေဆိုအေးအဲ့လိုဟာမျိုးတွေဗမာမွေးလို့မွေးလမ်းပတိကောင်းလာပြီနောက်မြန်မာနိုင်ငံသားမှာဝိုက်ကတခုကိုက်အောင်လက်ခံလို့မရဘူးလေဒါတွေအားလုံးပြဿနာဟာဘယ်ရစနော်ဝိုက်ကခရီးကစခဲ့ရတယ်အခုဒီနေ့မင်းအွန်လိုင်းခစ်ကိုရောက်လာတယ်မင်းအွန်လိုင်းပါသွားလို့ဟမ်တရုတ်ကိုဘာရရအကုန်ဖိခံပေးဖို့တိုင်းပြည်ကိုရောင်းစားဖို့လို့ တိတီသွင်းအရေးအဆာကိုတိုင်းပြည်အချုပ်အခြာအာဏာရေးအဆာတယုတ်လက်ထဲဝတ်ကွက်တယ်သူအာဏာရဖို့အတွက်ဘလို့ရုပ်မာတယ်အောက်တန်းသားဖွေးမျိုးလဲဆိုတာကြည့်ဟမ်အဲ့ဒါကိုအောက်ကဘောမတွေကဘူးမတိဘာမတိနဲ့အာငါတို့ဘာပါကြီးဘာလို့လဲဟာလာချိုးတသက်မဖောက်ပဲဟမ်မိမေတွေမှာဖေခံခိုင်းလိုက်ပေါ့လာချိုးတသက်မဖောက်ပဲနဲ့ပြန်ရတယ်ဆိုလို့ရှိရင်စောက်ချက်မရှိဘူးရှက်စရာကြီးကိုရှက်စရာကောင်းမှမတိပဲနဲ့လာချိုးတသက်မဖောက်ပြန်ရတယ်ဆိုတော့မင်းတို့ပါဇက်မှုမင်းတို့ပြောထွက်တယ်ဟမ်အခုအဲ့နောက်ဆက်သွားပြဿနာတွေကဘာတွေဆက်လာပြီ ိုစီပြောတော့ရရောက်ပါတယ်နော်ဒီမြောက်လိုင်းတို့အုပ်စုနဲ့ကျမ်းပုခင်ကြီးတို့ကလည်းပြီးတော့မှလွတ်ဆောင်လိုက်ခဲ့တဲ့ဒီရ ेंजर ရဲ့ခင်ရဆိုတော့အခုချိန်ထိကျွန်တော်တို့အငြင်းမတတ်နိုင်သေးတဲ့တော်မီထိုးလိုပဲလောင်ကျွမ်းနေတို့မှဖြစ်ပြီးတော့မှအခုဆိုရင်မင်္ဂလာဒေ့ရှ်နိုင်ငံကလည်းပြီးတော့မှမြောက်လိုင်းရဲ့ဆရာဖြစ်တဲ့တရုတ်နိုင်ငံစီမှာဒီရခိုင်ပြည်မှာရ ेंजर တို့အတွက်စိတ်တစ်ခုတည်ဆောက်ပေးဖို့ပေါ့နော်တောင်းဆိုလိုက်တဲ့ပုံမှာကျတို့မြို့ပပီသူတွေကတော့တော်တော်လေးကိုဒေါတာထွက်နေကြတာပဲဖြစ်ပါတယ်ကျတို့အခုလိုမျိုးဖြစ်ရတာတော့ဒီမြောက်လိုင်းတို့အစ်ကောင်းဆောင်တွေကနေပြီးတော့မှတိုင်းပြည်ကိုဘေးဘက်ကနေပြီးတော့မှ ရောင်းစားခဲ့ပြီးတော့မှပြည်သူလူထုတွေရဲ့ဘောချန်နယ်ခဲလို့အခုဆိုရင်အင်းဒီချင်းနိုင်ငံတွေရဲ့စော်ကားမော်ကားနဲ့ပြောဆိုမှုတွေလှုပ်ဆောင်မှုတွေကိုလည်းခံနေရတော့ပဲဖြစ်ပြီးတော့မှဒီကိစ္စအရဆိုရင်တော့ကျွန်တော်တို့ပေါ့နော်မြင့်ပြောင်းတက်ခံရတဲ့ကိစ္စမျိုးပဲဖြစ်ပါတယ်ပြည်သူတွေအလုံးအနေနဲ့ကတော့ဒီလိုမျိုးအင်းဒီချင်းနိုင်ငံတွေရဲ့ ဒီမထီတထီနဲ့လာရောက်နောက်ရှက်တက်ခတ်တဲ့အပေါ်မှာကြင်ကြခိုင်းရင်ဆိုင်နိုင်ဖို့အတွက်တော့စစ်ကောင်စီကိုအကြခင်မှာပဲအဆုံးသတ်နိုင်ဖို့လိုအပ်နေတာပြပမမိဘပြည်သူတွေအားလုံးမျှော်လင့်နေတဲ့တော်လန်တပေါင်းစုတစ်ခုအနေနဲ့ဒါကျွန်တော်ဆက်လက်ပြီးမှချီးတက်မယ်ဆိုတော့မကြခင်မှာတော့ဒီစစ်ကောင်စီကိုကျွန်တော်အနေနဲ့ဖြိုချနိုင်မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြားမှချင်တဲ့ပြည်စုံပြတော့မှတာယာ A channel ညလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်